ကျွန်တော်တို့ရွာကအစိုးရအတန်းကျောင်းလေးမှာတော့မူလာတန်းကျောင်းဆင်တာဖွင့်နိုင်ခဲ့ပါတယ်။ဆရာဆရာမတွေကကျောင်းဆရာမကြီးနဲ့၅ယောက်သာရှိပါတယ်။အတန်းကျောင်းမှာတော့စာသင်ရန်တက်သားနဲ့ဆောက်လုပ်ထားတဲ့မကြီးမငယ်အဆောင်၂ဆောင်ရှိပါတယ်။အုံနဲ့ပြုတ်လုပ်ထားတဲ့အရာဆိုလို့ကျောင်းဝိုင်းထဲမှာဘာမှမရှိပါဘူး။အရိစာတင်ဆောင်ရဲ့အနောက်မှာတော့ဆရာဆရာမတွေနေရစောက်ပေးထားတဲ့တယောက်နေအဆောင်ငယ်လေးတွေ၃ဆောင်ရှိပါတယ်။ကျွန်တော်တို့ရွာအတန်းကျောင်းကိုရောက်လာတဲ့ဆရာဆရာမများတဲ့မှာဆရာမများမှာကျောင်းဆရာမကြီးနဲ့မှ၃ယောက်ပါ။ဆရာကတော့၂ယောက်ပါ။ဒီတော့အဆောင်ကတင့်လျော်ပါသေးတယ်။ ဆရာတွေမပါဘဲနဲ့ဆရာမများဆိုရင်တော့အဆောင်မလုံမလောက်ဖြစ်ရပါတယ်တယောက်ဆောင်လေးဖြစ်တာကြောင့်ဆရာမနှစ်ယောက်နေတဲ့ခါအဆင်မပြေပါဘူးအဲဒါကြောင့်ပဲကြံဆရာမနှစ်ယောက်ကရွာလေးလိုက်အိပ်ရပါတယ်ယခုဆိုရင်တော့ဆရာနှစ်ယောက်ဆရာမသုံးယောက်ဖြစ်တဲ့အတွက်အဆင်ပြေလာပါတယ်ဆရာနှစ်ယောက်အဆင်ပြေခြင်းကဘုန်းကြီးကျောင်းရှိနေတာကြောင့်လည်းဖြစ်ပါတယ်ဘုန်းတော်ကြီးကျောင်းမှာလည်းနှစ်ဆောင်မြိုင်ကျောင်းဆောင်ဖြစ်တဲ့အတွက်ဆရာနှစ်ယောက်နေထိုင်ရေးကလွတ်လွတ်လပ်လပ်နေသာထိုင်သာရှိလာပါတယ်ကျောင်းဝိုင်းကြီးကလည်းအကျေကြီးပါဖုန်းတော်ကြီးကျောင်းကလည်းကျောင်းနိုင်ဖုန်းကြီးကိုပေါင်းမှဥစဉ်နှစ်ပါးသာရှိပါတယ်။ကျောင်းတော်ကြီးရဲ့အရှိတောင်ဘက်မှာတော့ဓမယုံတစ်ဆောင်ရှိပါတယ်။ မိတို့ပင်စိုးစေကမူဖုန်းတော်ကြီးကြောင့်ဟာအစိုးရအတန်းကြောင်းအတွက်တော့အထောက်အကူဖြစ်ပါတယ်။ဟေးပျော်လိုက်တာကျွန်တော်တို့လေးတန်းကျောင်းသားများရဲ့အတန်းဖြစ်ပါတယ်။အကြောင်းရင်းကတော့ကျောင်းသားတွေအားလုံးစာရတာကြောင့်ပါ။ကျွန်တော်တို့ဆရာဦးတောင်ကကျွန်တော်တို့အတန်းမှန်ဖြစ်ပါတယ်။ဆရာဟာတနေ့စာတနေ့ပေးပြီးတော့နောက်နေ့မှကျောင်းသားအားလုံးကိုမေးတတ်ပါတယ်။ဆရာမေးလို့ကျောင်းသားအားလုံးစာရခဲ့ရင်စာသင်ချိန်တစ်ချိန်တည်းကအချိန်တစ်ချိန်ယူကကျောင်းသားတွေကိုကစားခိုင်းလို့ရှိပါတယ်။ဆရာမစာသင်ကောင်းရုံနဲ့မကပဲစိတ်ပါရှိပါတယ်။ ကျွန်တော်တို့ចောင်းသားတွေကလည်းနေတိုင်းအချိန်လွတ်ရကျင်တာကြောင့်ចောင်းသားတိုင်းလိုလိုစာတွေဖတ်ပြီးတော့ကြက်လာခဲ့ကြပါတယ်အဲဒါကြောင့်ပဲတပတ်ကို9ရက်လောက်အချိန်နေရခဲ့ပါတယ်အခုကလည်းကာယအချိန်ကိုကစားခွင့်ပေးလိုက်ခြင်းပါဟောင်းနေဟောင်းနေငါတို့ဘာလုပ်ကြမလဲတက်အောင်ပြောလိုက်ခြင်းဖြစ်ပါတယ်ကျွန်တော်တို့ဘက်မှာတက်အောင်ဝေဖြူကိုထက်ကျွန်တော်လာရောင်လို့ဖြစ်ပါတယ်အနီးတစ်ဝိုက် ကောင်မလေးတွေကဖန်ကုန်သူကခုံကောင်လေးတွေကဗိုလ်ကြားတနက်ဆော့သူကဆော့နဲ့အတန်မျိုးစုံကျွတ်ကျွတ်ကိုညံနေပါတယ်ဟောင်းနေငါတို့ရေတရေချောင်းပြောကြရင်မကောင်းလားကောင်းတယ်ကောင်းတယ်အဆင်ပြေတယ်ငါတို့လည်းနားထောင်ညင်တယ် ကျွန်တော်ပြောလိုက်တဲ့စကားကိုတတ်အောင်ကိုထက်ဝေဖြိုးအစစ်စစ်ပြန်ပြောလိုက်ခြင်းမှာဟဲ့ရောင်နေဘုန်းကြီးကျောင်းဝိုင်းနေကမကြီးပင်ကြီးကိုမင်းတို့သိရမို့လားတတ်အောင်ကမကြီးပင်ကြီးကြောင်းစပြောခဲ့ပါတယ်မကြီးပင်ကြီးကဓမာယုံရဲ့တောင်ဘက်မှာရှိပါတယ်မကြီးပင်ကြီးကတော်တော်လေးကိုကြီးမားလာပြီးတော့အကိုင်းခက်တရားလဲအုံဆိုင်နေပါတယ်မကြီးပင်ရဲ့အနောက်ဘက်မှာတော့အိမ်သာ၃လုံးရှိပါတယ်တတ်အောင်ရဲ့စကားကိုကိုထက်ကဝင်ပြောလိုက်တာပါတိရဘောကွာအဲ့ဒီမကြီးပင်ကြီးက၆တဲတဲ့နှစ်နှစ်ကိုလူတယောက်တည်တယ်တဲ့ဟာတခြားမကြီးနဲ့ငါတို့ခင်မာတွေမဲ့လူ၃ယောက်တည်ပြီးပြီ ဘုံကြီးတစ်ပါးကျိုးဆွဲချပြီးတည်သွားတာရဲ့ကလေးတယောက်အပင်နားစော်ရင်လည်းအကောင်ကိုက်တယ်လို့လို့ဘာလို့လို့နဲ့ဘာရာမှမသိရပဲတည်သွားတာရဲ့နောက်ဆုံးသူရရဲ့ဦးလေးမကြီးကိုင်းတက်ခေါ်ရင်လည်းပြုတ်ကျပြီးတည်သွားတာရဲ့ကျွန်တော်တို့တွေကကိုထက်ပြောပြနေတာကိုမျက်လုံးအငေးသားနဲ့ကြည့်ပြီးတော့နားထောင်နေပါတယ်ကျွန်တော်ဆိုဒီမှလည်းနားထောင်ရင်ပဲစက်သိန်းဖျံဖျံထလိုက်ရပါနောက်ကြောများပဲမလုံတော့ပါဘူးဟဲ့အောင်နေရှိသေးတယ်ဟာမင်းတို့သိပြီလားငါတို့ဆရာဦးတောင်တေးရဲ၆ခံရတဲ့ဟာလေကိုရက်စီအာယုံဆိုင်နေတဲ့မျက်လုံးတို့ဝေဖြိုးစီကိုပြောင်းခဲ့ပြန်ပါတယ်ဆရာဦးတောင်အောင်ကြောင့်ပါလာတော့စိတ်ဝင်စားစရာပိုလို့တောင်ကောင်းခဲ့ပါတယ် အဲဒါကြောင့်မဲကျွန်တော်တို့မျက်လုံးဆုံးကတက်နောင်စီကိုအာယုံဆူးဆိုင်လျက်အေးကွာမနေ့ကငါဆရာဆရာမနေနာဖြတ်သွားတော့ဆရာဦးတောင်ပြောခဲ့တာကြားလိုက်တာကွာဆရာည7နာရီထိုးအပေါ့ပါသွားတာတယ်ကလင်းငိုတန်နေကြားနေရရတဲ့ဟာဆရာဦးတောင်ကလည်းဟိုနာဒီနာလိုက်ပြီးတော့ရှာကြည့်တော့ဘာမှမတွေ့ရဘူးတဲ့ အေးအံ့နဲ့မရှာတော့ဘူးပြန်သွားတော့မယ်ဆိုတဲ့အချိန်ကျတော့ကလေးတန်နေရပြန်ထွက်လာတယ်။နောက်တော့မှပဲဆရာဦးတောင်ကတရေ၆ခန့်နေရမှန်းတီးတော့ပြန်ပြီးတော့ပြေးလာခဲ့ရတာတဲ့။အဲ့ဒီကလေးတရေကလူတော်တော်များများကိုခြောက်တာမနှဲတော့ဘူးတဲ့ဟာ။အခုလည်းဆရာဦးတောင်ကကလေးတရေ၆ခန့်ရပြီးတော့အကြောက်လွန်ပြီးတရက်တောင်ဖျားသွားသေးရတယ်။ဆရာဦးတောင်ကတရေ၆ခန့်ရပြီးနောက်နေ့ညရည်ဆိုရင်အပေါ့ပါသွားဖို့နေနေတတဖုန်ကြီးကျောင်းအောက်တောင်မစင်းရတော့ဘူးတဲ့။၆ရက်လဲ၆မှာပေါ့ကွာ။အရင်ကအဲ့နေရာအလောင်းဆန်ခဲ့တဲ့နေရာကြီးပဲ။အလောင်းဆန်နေဆိုတာဘာလဲလာရောက်ရ။အေးဟုတ်တယ်အလောင်းဆန်တာဘာလဲကွာ။ တယောက်ပြီးတယောက်မေးလိုက်ကြခြင်းမှာမျိုးလုံးပြူသားနဲ့ကြည့်နေကြတဲ့ကိုထက်တက်နာဝေဖြိုးဒါတောင်မသိဘူးလားလို့လည်းအပြစ်မဆိုတာပါဘူးကျွန်တော်မှလည်းအဘမသိခင်ကပြောပြလို့သိခဲ့ရတာပါအနီးနားဖန်ကုန်သူကကုန်ဗိုလ်ကြားတနက်ဆော့သူကဆော့နဲ့စူညံနေရပါပဲတိလို့စိတ်ပြင်းပြနေတဲ့မျက်လုံးစုံကလည်းကျွန်တော်ကိုအာယုံဆိုင်နေကြသေးပါပဲ အလောင်းစံနဲ့ဆိုတာဟိုးရင်တော့ရွာထဲမှာလူသေးလို့ရှိရင်အိမ်မှာထားခွင့်မပေးဘူးတဲ့အဲ့ဒီမကြီးပင်ကြီးမှာတွားထားပြီးတော့အဲ့ဒီမှာပဲငိုကြတာတဲ့အခုငါတို့ခေတ်ရောက်မှာတည်တဲ့သူတွေကိုအိမ်မှာပဲထားကြတာတဲ့နောက်တော့အဲ့ဒီမကြီးပင်ကြီးကိုကြောင်းဝိုင်းပိုင်လှုပ်လိုက်ကြတာတဲ့အလောင်းနေဆန်ခဲ့တဲ့နေရာဆိုတော့တရဲတို့ဝိညာဉ်တို့ရှိကျင်လဲရှိနေဥမှာပေါ့ကွာနောက်ပြီးတော့နောက်ပြီးတော့ဗာလဲလိုက်အောင်ရမင်းကလည်းဆက်မပြောဘူးအေးဟုတ်တယ်ဆက်ပြောစမ်းမှာဟာအတိုင်ဖောက်ညီတဲ့စကားသံတွေကစင်ကဲစင်ကဲနဲ့ကျွန်တော်မှလည်းစက်သိမ်းများထနေတာတောင်မှပြောလို့ကောင်းနေသေးပါပဲ အဲဒီချိန်မှာပဲတရောင်တောင်နဲ့ခေါင်းလောင်းထိုးတန်ကြားလိုက်ရပါတယ်။အာယုံစူးစိုက်စိတ်ဝင်တစားနဲ့ကြည့်နေတဲ့မျက်လုံးစုံတို့ဟာရှုံ့မဲ့ကုန်ကြပါတယ်။အချိန်ကုန်၄နာရီထိုးလို့စာတင်ကျောင်းတော်ကြီးဆင်းကျင်ရောက်ခဲ့ပါပြီ။တရုံရုံပြန်နေတဲ့ကျောင်းသားများကိုလည်းမြင်နေရပါတယ်။အရင်ကကျောင်းဆင်းကျင်ကိုမျှော်နေတဲ့မျက်နှာတွေကယခုအချိန်မှာတော့ကျောင်းဆင်းကျင်ကိုမုန်းတီးနေတဲ့အောင်ပါ။ဟဲ့လိုက်အောင်လိုက်အောင်အမေရဲ့အတံပင်ဖြစ်ပါတယ်။အိမ်ထဲမှာရှိနေတာကြီးကိုတအားပင်အော်ခေါ်နေတော့နားကွက်မတက်ပင်ကြားနေရပါတယ်။ဘာတော့အမေရဲ့ဘာတော့လုံးမနေနဲ့လာအောင်ဒီကိုငါပြောစရာရှိရဲ့။ အမေကခက်တီတီမျက်နှာကြီးနဲ့စကားကြားနာကောက်ကကာယန်နဲ့နဗေတွေထပ်ပြီးတော့ပြောလိုက်တာပါလက်တစ်ဘက်ကဒူးဝတ်တင်ကလက်တစ်ဘက်က ပြောင်းမှုဘက်စစ်လက်ကြီးကိုဖွာလျက်လာရောင်အလူမရောက်ခင်အချိန်ထိတစ်ပင်မော်တက်တာတို့ဟူသွားတီသွားတို့မလောက်ရအောင်နော်။အော်မေ့နေခဲ့တာအလူရောက်ဖို့နှစ်ရက်သာလိုပါတော့တယ်။ကျွန်တော်တို့မိသားစုဟာငငယ်ရက်စီးပွားရေးအဆင်ပြေလာပါတယ်။ကျွန်တော်တို့အလူဝဲမှာရှင်ပြုတ်ဖို့အတွက်ရှင်တမနေ၅ဦးထည့်ထားခဲ့ပါတယ်။အဲ့ဒီထဲမှာကိုခက်လည်းပါတော့ကျွန်တော်ဝမ်းသာပါတယ်။ဘာဖြစ်လို့လဲမေရအမေကလည်းစိတ်ပူနေသေးတယ်တစ်ပင်တက်တာများတာတက်နေကြပါဗျာ။ ဟဲ့ငါမတက်နဲ့ဆိုရင်မတက်နဲ့ပေါ့ဟဲ့နင်တစ်ပင်မတက်ရင်တရေကနင့်တွန်းချလိုက်လိမ့်မယ်အေးဟိုသွားဒီသွားသွားနေလို့ရှိရင်လည်းနင့်ကိုမကောင်းဆိုးဝါးတွေဖမ်းထားလိုက်လိမ့်မယ်ဟဲ့အမေပြောနေတဲ့စကားတွေကိုနားထောင်ရင်လည်းကျွန်တော်ထိတ်လန့်နေပါတယ်တရေဆိုတာတခါမှမမြင်ဘူးခဲ့ပေမဲ့ငငယ်ကလေးကအသိစိတ်ကကြောက်နေမိပါတယ်ဒါပေမဲ့အဲ့ဒီအကြောင်းတွေကိုကျွန်တော်တအားစိတ်ဝင်စားပါတယ်အဲ့ဒါကြောင့်ပဲကျွန်တော်ဆက်စုပြီးတော့မေးမြန်းပြစ်ခဲ့ပါတယ်အမေအေးဘာလဲဟဲ့ဘုန်းကြီးကျောင်းဓမ္မယုံတောင်ဘက်ကမကြီးပင်ရတရေချောက်တယ်ဆိုမေးရမချောက်ပါဘူးဟဲ့ငါတက်တက်နဲ့တကူတခါမှလည်းမကြောက်ဘူးအော်အေးမကြီးပင်ရတရေချောက်တယ်လို့ အမေရဲ့ကြည်လင်နေတဲ့မျက်လုံးအိမ်မှာလိန်လယ်မှုတွေကပေါ်နေပါတယ်။အမေရဲ့ဦးလေးအဲ့ဒီအနားကခြောက်ခံရတာကိုအမေကလစ်လျူရှုခဲ့ပါတယ်။ကျွန်တော်ကြောက်မှဆိုးရကြောင်တကြောင်အလူကုသူမရမှဆိုးရကြောင်တကြောင်အမေလိန်ခဲ့သည်ကိုကျွန်တော်သိလိုက်ပါတယ်။ဘာလို့လို့နဲ့ပဲအလူဘွဲကပြီးခဲ့ပါပြီ။ရွာတလေးထုံးစံတိုင်းအလူဘွဲပြီးနောက်တနေ့မှနဲ့ရွာဦးဘုန်းကြီးကျောင်းသွားကကိုရင်ဝတ်လိုက်ရပါတယ်။ကိုရင်ထဲမှာကိုထက်ပါလာတာကြောင့်အဖော်ရခဲ့ပါတယ်။ရောင်နေညို့လို့မောင်ကြီးပြောစားချိန်မှာတော့ကိုထက်နဲ့ကျွန်တော်ကဆောင်းတို့တထုပ်စီကိုစီပိုက်ပြီးတော့ဖုန်းတော်ကြီးကျောင်းကိုရောက်ခဲ့ရပါပြီ။ ဖုန်းတော်ကြီးကတော့နေရာချပေးရန်ကိုရင်နေကိုဓမ္မယုံဘက်ကိုခေါ်သွားခဲ့ပါတယ်။ကိုရင်နေဆော့မနေစေရန်လက်ထောက်ဦးစင်းတစ်ပါးည၈နာရီအထိတရားစာကြက်ခိုင်းရန်မှာကြားခဲ့ပါတယ်။၈နာရီထိုးတာကြောင့်ကိုရင်များပင်အိတ်ခဲ့ပါပြီ။တရားစာကြားရေးကြက်နေရတဲ့တန်နဲ့နေကင်းကစော်ကစားရတဲ့တန်တွေကြောင့်တချို့ကိုရင်တွေကဟောက်ဆပင်ပြုတ်နေခဲ့ပါပြီ။အားလုံးပင်တိတ်ဆိတ်နေခဲ့တာပါ။ကျွန်တော်နဲ့ကိုထက်လည်းအိတ်ဆက်လျက်ပါပဲ။ဟဲ့ကိုထက်ကိုထက်ဟဲ့ထပါအောင်ဟာခဏထအောင်ငါအိမ်သာတက်ချင်လို့ကွာငါနဲ့ခဏလိုက်ခဲ့ပြီ။အိတ်ချင်မလို့နဲ့ကိုထက်ကမျက်လုံးကမပွင့်သေးပါဘူး။ ကျွန်တော်မှလည်းအရန်သွားကျင်နေတာကြောင့်လက်တစ်ဖက်ကကိုထက်ကိုဆွဲတစ်ဖက်ကဓမီကိုကင်ပြီးတော့အိန္ဒာရှိရာစီကိုအပြေးနေခဲ့ပါတယ်ကိုထက်ဟာကျွန်တော်အိန္ဒာကနေပြန်ထွက်လာတဲ့အထိပဲအိန္ဒာရှိမှာအိမ်မပြတ်သေးပါဘူးဟန်ကြလိုက်ပါပြီကိုထက်ဟေးထထကွာသွားရအောင်ကျွန်တော်နှိုးလိုက်မှပဲကိုထက်ကမျက်လုံးတွေပွင့်စားပြူလာပြီးတော့ကျွန်တော်နဲ့ကိုထက်ကဓမာယုံဘက်ကိုသွားဖို့ပြင်လိုက်ပါတယ်အဲ့ဒီချိန်မှာပဲခြေတန်လိုလိုဘာလိုလိုအတန်နေကြားလိုက်ရပါတယ်ခက်မြက်မြက်လမ်းလျှောက်လာတဲ့အတန်မှာကျွန်တော်တို့နောက်ကျော်ပဲအိန္ဒာအနာအပင်ဖြစ်ပါတယ်ကျွန်တော်နဲ့ကိုထက်ကတယောက်မျက်နှာတယောက်ကြည့်လျက် ကြောက်ကြောက်နဲ့ပဲအတန်လာရာစီကိုဓမီနဲ့ထိုးပြီးတော့ကြိလိုက်ပါတယ်ဖုံးတော်ကြီးတစ်ပါးပါကုလုံးကိုပေါက်ကတော့ကြောင်းနိုင်ဖုံးကြီးနဲ့အတော်ပင်တူပါတယ်ကျွန်တော်တို့ဓမီထိုးနေတာကိုလည်းဖုံးကြီးကဂယုမဆိုင်ပါမကြီးပင်ဘက်ကိုသွားနေရပါမကြီးပင်ရောက်ကိုရောက်တော့လှမ်းနေတဲ့ခြေလမ်းတွေကရက်ပြီးတော့ကျွန်တော်တို့ရှေ့အောင်လှမ်းကြိလိုက်ပါတယ်ကျွန်တော်နဲ့ကိုထက်ကလည်းစကားတွေပင်အထရာတက်ဖြစ်ပြီးတော့ထွက်ပြေးခဲ့ရပါတယ်ဟမ်တတတတတတတကိုရဟာစကားတွေပင်ထစ်နေပါတယ်ကျွန်တော်ကလည်းကြောက်ဝါးကြီးပြီးတော့တေးမြပင်ထွက်ကြခဲ့ရပါတယ်ပြေးရမှာကိုပင်သတိမရခဲ့ပါဘူး ဘုံကြီးတရေကြီးကမျက်လုံးများအောက်ကိုတန်းလိုင်းထွက်ကြနေပါတယ်။မျက်လုံးတွင်းကနေလည်းသွေးတွေထွက်ကြနေပါတယ်။ဘုံကြီးတရေကြီးရဲ့လက်တွေကလည်းအသားမဟုတ်ပဲနဲ့အရိုးဖြစ်နေတဲ့လက်တွေပါ။တော်တော်လေးကိုကြောက်စရာကောင်းလာပါတယ်။အဲ့ဒီဘုံကြီးတရေကြီးရဲ့နရွက်တစ်ဖက်တစ်ဖက်ဟာဖြာတစ်ချက်စာလောက်ရှိနေပါတယ်။နရွက်ကြီးပေါ်ကိုကိုလုံးကြီးတက်ပြီးတော့9000လောက်ရှိနေတဲ့သူ့ရဲ့ရှာကြီးကိုထုတ်ပြနေပါတယ်။ ကျွန်တော်နဲ့ကိုထက်ကအကြောက်လွန်ပြီးတော့អော်ရမှာကိုပင်အသက်မထွက်တော့ပါဘူးကျွန်တော်မှလည်းចက်သိန်းများဟာကိုတခြားလုံးပြတ်နံသွားရုံသာမကပဲနှလုံးသားထိပင်အေးဆက်သွားခဲ့ပါတယ်ဘုံကြီးတဲကြီးဟာရန်လိုတဲ့ပြုတ်မှုနဲ့9000လောက်ရှိတဲ့သူ့ရဲ့ရှာကြီးကိုသိမ်းပြီးတော့ကျွန်တော်တို့စီကိုတန်းတန်းမတ်မတ်ကြီးကိုလာနေရပါကျွန်တော်နဲ့ကိုထက်ကဖះစားတွေကိုသတိရလို့ရွတ်နေပေမဲ့လည်းဘုံကြီးတဲကြီးဟာအလာမပြတ်ပါဘူးအဲဒါကြောင့်မဲကျွန်တော်နဲ့ကိုထက်ကပြေးဖို့သာလုပ်ရပါတော့တယ်ကျွန်တော်နဲ့ကိုထက်ဓမာယုံရှိရကိုပြေးလာခဲ့ကြတာပါအဲလိုနဲ့ပဲဓမာယုံထဲကိုရောက်ခဲ့ကြပါတယ် ဘုန်းကြီးတရေကြီးကတော့လိုက်လာနေသေးပါပဲအရန်ကြောက်လို့မိတော့ဘာလို့လို့လို့မှမသိတာကြောင့်ဓမ္မယုံအရှိအလဲမှာတီထားတဲ့ဗုဒ္ဓစင်နုရောနာကိုကိုထက်နဲ့ကျွန်တော်ဟာတစ်ဖက်တစ်ချက်စီမှာထိုင်လိုက်ကြပါတယ်ပါဇက်ကအော်ဂျင်မင်မဲ့လည်းအတန်းမထွက်လာတော့ပါဘုန်းကြီးတရေကြီးကဗုဒ္ဓစင်နုရောနာမှာထိုင်ပြီးတဲ့နောက်ဓမ္မယုံအပေါက်ရောက်တော့နောက်ကိုပြန်လဲကတစားတစားပျောက်ကွယ်သွားပါတယ်ကိုထက်អော်လိုက်တဲ့အတန်းကြောင့်ကိုရင်အားလုံးကလန်နိုးလာကြပါတယ်ဓမ္မယုံတစ်ခုလုံးလည်းစူညံပွက်လို့ရိုက်ပြီးတော့ဘုန်းကြီးကဆင်းလာကအကြောင်းစုံကိုမင်းမြတ်ပါတယ်ကျွန်တော်နဲ့ကိုထက်ကြောက်စိတ်ကတော့မပြေသေးပါဘူး ဆောင်းရသည်ဖြစ်ပေမဲ့လည်းကိုထက်နဲ့ကျွန်တော်ကတော့ချွေးစည်းတွေပင်ကြက်လျက်ပါကျွန်တော်မှအသားတွေတစက်စက်တုံပြီးတော့သတိပင်လစ်သွားလိုက်ပါသေးတယ်။ထုံညမှာပဲအကြောက်လွန်ပြီးတော့ဘုန်းကြီးနဲ့အတူအိတ်ခဲ့ရပါတယ်။မနဲ့မိုးလင်းတော့ဘုန်းကြီးမသိအောင်ဆောင်းထုတ်တွေယူကကိုထက်နဲ့ကျွန်တော်အိမ်ပြန်ပြီးတော့လူဝတ်လဲလိုက်ပါတော့တယ်။ဇလန်လေးကတော့ဒီမှာဒီမှာပြီးဆုံးသွားခဲ့ပါပြီဗျ။ဇလန်လေးကိုဆုံးနဲ့တီးလိုက်ပါနားဆင်ပေးခဲ့ကြတဲ့လူကြီးမင်းတို့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်။မူရင်းရေးသားသူကိုလည်းဂါရဝပြုရင်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်။